ဝါရှင်တန်မှာတော့နိုင်ငံရေးပေးယူတွေတင်းမာနေပြီးတကောက်ရဲ့နောက်ဆုံးသတ်မှတ်ချက်ကျော်လွန်သွားတာနဲ့တပြိုင်နက်အမေရိကန်အစိုးရရန်တရားတစ်ခုလုံးရပ်တန့်သွားမယ့်အရေးကိုရင်ဆိုင်နေရပါတယ်။ဒီနိုင်ငံရေးထိတိုက်တွေ့မှုရဲ့နောက်ွယ်မှာတော့ထောက်ပေါင်းများစွာသောဝန်ထမ်းတွေရဲ့အလောက်ကိုင်းနဲ့အမေရိကန်ပြည်သူတန်ပေါင်းများစွာရဲ့နေစဉ်ဘဝပေါ်တက်ရောက်မှုတွေရှိနေပါတယ်။ကိုမျိုးနေကပြောပြပေးပါမယ်။ဝါရှင်တန်မှာအစိုးရရန်တရားရဆိုင်မှုဖြစ်ဖို့နိုင်ပိုင်မဲ့လူတို့ရဲ့အချိန်ထိ Republican တွေထိန်းချုပ်ထားတဲ့ Congress နဲ့ Democrat တွေကြား ဘာနာဝီသုံးဆမှုဆိုင်ရာသဘောတူညီချက်ရဖို့လားလာအလုံးနေပါနေပါတယ်။ဒီကညင်းပေါနေတဲ့အချက်ကတော့ဒီမိုကရက်တီကမဖြစ်မနေအတည်ပြုရမယ့်ဘတ်ဂျက်ဥပဒေကျန်းထဲမှာအမေရိကန်ပြည်သူတွေအတွက်ကျန်းမာရေးကြိုးခမ်းစားခွင့်တွေတည်တံ့တူပေးမယ့်အချက်ကိုထည့်သွင်းလိုတာဖြစ်ပါတယ်။ Republican တွေကတော့ဒီကိစ္စကိုတရားဆွေးနွေးရမယ်လို့တင်းမာနေပါတယ်။ဒမရဒေါ်နယ်ထရန့်ကတော့ဒီကျန်းမာရေးကြိုးခမ်းစားခွင့်ကိစ္စကိုစိတ်ဝင်စားပုံပြခဲ့တာကြောင့်ဒီမိုကရက်တီကဒမရနဲ့သူ့ပါတီကြားသဘောထားကွဲလွဲအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့အချိန်ကတော့တဖြည်းဖြည်းကုန်ဆုံးနေပါပြီ။ဒါဟာနိုင်ငံသမားတွေရဲ့အားပြိုင်ပွဲတသက်တော့မဟုတ်ပါဘူး။အစိုးရရန်ရည်ရသာရဆိုင်သွားခဲ့ရင်မရှိမဖြစ်မဟုတ်လို့သတ်မှတ်ထားတဲ့တိတ်ပံဆိုင်ရာသူတည်နာရုံးတွေဝန်ဆောင်မှုဌာနတွေပိတ်သိမ်းရမှာဖြစ်ပြီးဝန်ထမ်းထောင်ပေါင်းများစွာအိမ်ပြန်နေရမှာဖြစ်ပါတယ်။ဒီကြောင်းလိုင်းတွေကခီးစဉ်တွေနောက်နေနိုင်တယ်လို့လည်းသတိပေးထားပါတယ်။စီးပွားရေးအခြေအနေရဲ့အဓိကစောင့်ကြည့်စရာဖြစ်တဲ့သားစဉ်လှုပ်လှမ်းမဲ့နှုတ်အစီရင်ခံလောက်ကိုလည်းလုံသမဝန်ကြီးဌာနကထုတ်ပြန်နိုင်တော့မှာမဟုတ်ပါဘူး။ စူရရန်ရရဆိုင်မှုဖြစ်ခဲ့ရင်စူရဝန်ထမ်းတွေတဲကမရှိမဖြစ်မဟုတ်တဲ့သူတွေကိုအလုတ်ထုတ်ပစ်မယ်လို့တမရဆန်ကချင်းချောက်ထားပါတယ်။ဒါဟာအရင်ရှက်ဒေါင်းတွေတုန်းကလို့အိမ်မှာခိတနားနေရတာထက်ပိုဆိုးတဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ဝါရှင်တန်ရဲ့နိုင်ငံရန်ရဟာအခုလို budget နဲ့ပတ်သက်ပြီးထိတ်တိုက်တွေ့တာတွေကဖြစ်ရိုးဖြစ်စဉ်လို့ဖြစ်လာပြီးမယ်။ဒီဒီချိန်မှာတော့နောက်ဆုံးမိနစ်မှာသဘောတူညီချက်ရဖို့အလွန်ခက်ခဲနေပါတယ်။အောက်လို့တော့ကလည်းရန်ပုံငွေတန်းကုန်ဆုံးပြီး ဗုဒ္ဓဟူးနေ့မှာပြန်လည်စတင်မှာဖြစ်လို့ချင်းနေကပူပြီးဆွေးထွေးနေပါတယ်